မင်္ဂလာပါ CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။မြမလက်ရွေးစင်အသင်းရဲ့လက်ရှိအသင်းကောင်းဆောင်တိုက်စစ်မှုမမောင်လွင်ကကလပ်အသင်းပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာကြောင့်လက်ရွေးစင်အသင်းနဲ့အာရှဖလားချေစစ်ပွဲဖြစ်ကစားရမယ့်စီးရီးယားအသင်းနဲ့ပွဲစဉ်ကိုလွဲချော်ရတော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံလီရဲ့လန်ဖွန်ဝါရီယာအသင်းနဲ့မြောင်တောင်ယူနိုက်တက်အသင်းတို့တစ်ဖက်နှစ်ဂိုးစီတည်ရေးကြခဲ့တဲ့ပွဲစဉ်မှာမောင်မောင်လွင်ကပွဲချိန်65မိနစ်အကျော်မှာမှလူသားဝင်ဝင်ရောက်ကစားခဲ့ပြီးမကြခင်မှာပဲတရောင်စစ်နဲ့လက်ဖြန်ကျော်ဒဏ်ရာတွေရရှိခဲ့တာကြောင့်အော်တိုဘာလ9ရက်နေ့မှာကစားရမယ်မြန်မာလက်ရွေးစင်အသင်းရဲ့အာရှဖလားချစ်စစ်ပွဲမှာဝင်ရောက်ကစားနိုင်တော့မှာမဟုတ်ဘူးလို့သိရပါတယ် မြန်မာလက်ရွေးစင်အသင်းရဲ့ကွင်းလည်တဲ့တိုက်စစ်ပိုင်းကိုပုံဖော်ရမှာ အားထားရတဲ့ကစားသမားမပါဝင်နိုင်တော့မှာဖြစ်လို့အသင်းရဲ့ကစားကွက်အပိုင်းကတော့အခက်ကြုံရဖို့ရှိနေပါတယ်။ဆိုတော့မမောင်လွင်ရဲ့နေရာမှာဘယ်ကစားသမားနဲ့အစားထိုးသွားမှာလဲ။နီးစနစ်တဲ့အနေနဲ့ပွဲအပေါ်ကိုဘယ်လိုမျိုးချီးကပ်လာမလဲ။အဝေးကွင်းမှာအာရှဘောလုံးအဆင့်တန်းအနေထားတစ်ခုမှရှိနေတဲ့စီးရီးယားလိုအသင်းကိုဘယ်လိုရင်ဆိုင်လာမလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းနဲ့ဆီးရီးယားအသင်းတို့ရဲ့ပွဲစဉ်ကတော့အော်တိုဘာလ9ရက်နေ့မှာရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ မြန်မာအသင်းကအဝေးခွင့်အဖြစ် Sorry Arabia နိုင်ငံမှာတွားရောက်ကစားရမှာဖြစ်ပါတယ်။အော်တိုဘာလ9ရက်နေ့မှာတော့လက်ရွေးစင်ကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေဟာ Sorry Arabia နိုင်ငံကိုအပြီးသက်ရောက်ရှိမယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါအခုလို update ဖြစ်နေကြအားကစားတဲ့နေ့ကိုအချိန်မတင်ဆက်ပေးမယ်ကျွန်တော်တို့ channel လေးကို like and share follow subscribe လေးတွေလုပ်ပေးကြကြဖို့တောင်းဆိုပါတယ်။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။